ိုလည်းဓာတ်ခင် revelation ပေးတဲ့အရာတွေပေါ့နော်ဓာတ်ခင်နားလည်စေတဲ့အရာတွေကိုပြန်လို့ပြတိခံချင်မှာဖြစ်ပါလေလို့ဟိုဒီမှာဒီနေ့ဟိုပြောမယ်သမီးတွေလည်းအများကြီးပဲတွေ့ရတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကအထင်နဲ့အမေမွေးလို့ဖြစ်ရန်ဖြစ်တယ်ဆိုရုံနဲ့ကောင်းကင်နိုင်ငံရောက်မယ်လို့ထင်ခဲ့တာပေါ့ဒီမှာပေါ့နော်ဒီနေ့အပြင်ဖြစ်ရဖြစ်လို့ဖြစ်ရပါသားရေးသေးမှရှိလို့ကိုယ်လက်ပုံမှန်ဘုရားကျောင်းတက်တဲ့အတွက်ကြောင့်လို့ ်ချိန်တန်ရရောက်တဲ့အခါမှာလည်းရေနှစ်ချင်းခံပြီးပြီဖြစ်တဲ့အတွက်ကြောင့်လို့ကောင်းမြင်နိုင်ငံရောက်မယ်လို့ထင်ခဲ့တာဒါမဲ့လို့လည်းကောင်းမြင်နိုင်ငံကအဲ့မီလန်နဲ့ရောက်တာမဟုတ်ပါဘူးပေါ့နော်ဒါကြောင့်ဒီလေးစာရလည်းကျွန်တော်တို့ကိုဟိုပပါလေးနဲ့လိန်ထားတယ်စာဝင်နေရေးဆိုတဲ့အရာပြင်မှာကျွန်တော်တို့ကိုစာတန်ကအလုတ်ရှုပ်ခိုင်းတယ်အလုတ်များခိုင်းတယ်နော်အလုံးများခိုင်းတာဆိုဒီစာဝင်နေရေးဆိုတဲ့အောက်မှာကျမတို့ကဟို ဆာလာရဲ့နေထားချင်းခံရတယ်ကျမဒီလိုခံစားရတယ်ဟိုဆာလာရဲ့နေထားချင်းခံရတယ်ကျမတို့ဟိုထတော်မှာမထနိုင်ဘူးမောတော်မမောနိုင်ဘူးဆိုတော့ဘဝမပြောက်ဘူးပေါ့နော်ဒါပေမဲ့ခုနကအထူးထွန်းရတယ်များချစ်သက်သေခံခဲ့တယ်လို့ပဲယေရှုခရစ်တော်ကျမတို့ကိုကားနိုင်အားကားနိုင်တရားအားဖြင့်ကျမတို့ကိုကယ်တင်ပေးခဲ့ပြီဖြစ်တယ်လွတ်မြောက်စေခဲ့ပြီဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့ကအများအားဖြင့်ခွင့်ရဖြစ်ပေမဲ့ချိန်တိုက်တဲ့အခါမှာခုနပြောသလိုပေါ့ခွင့်ရဖြစ်တိုင်းကောင်းကင်နိုင်ငံရောက်တာပေါ့ ဟုတ်လား။ဆိုခရိယံပြည်တိုင်းကောင်းတဲ့နိုင်ငံရောက်တာမဟုတ်တဲ့ theme မှာဟိုစာရကျွန်တော်တို့ကိုဖះเจ้าမရောက်အောင်လို့ခုနစားဝတ်နေလေးဆိုရင်အလုတ်ရှုပ် theme မှာကျွန်တော်တို့ကိုထည့်ထားတယ်အဲ့ theme မှာလူအနေနဲ့ဟိုကျွန်တော်တို့ဆရာဆိုင်အမြဲတမ်းပြောတတ်တယ်လို့ဟိုတုတ်တန်ချမ်းထဲမှာလည်းရှိတယ်ပေါ့နော်လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအစုံနိုင်ပေချင်းတို့ပို့တော်နန်းတစ်မျိုးရှိသေးပြီဆိုတော့တုတ်တန်ချမ်းထဲမှာကျမ်းစာရှိတယ်လို့ပဲလူထင်တဲ့အတိုင်းကိုမှတ်တယ်ကိုယ်စိတ်ထင်တိုင်းမှန်တယ် ငါစားဝင်နေလေးအစီမပြေတဲ့အတွက်ကြောင့်မလို့အင်တာရှိတဲ့လူတို့ရှင်လည်းငါသားမယားကိုကြည့်ရမှာမလို့အပြိုလူကိုဆိုလို့ရှင်လည်းငါအဖေအမေငါမိသားစုကိုช่วยရမှာမလို့မှန်တယ်လေဒါပေမဲ့အဆုံးမှာပါဖြစ်တဲ့ဆိုရင်တေချင်းကိုပို့တဲ့လမ်းရှိသေးတယ်ဒါကြောင့်တို့တော့က ဖျားကိုကိုးကွယ်တယ်တက်ရှင်နဲ့ဖျားဖတ်ဆင်းရှင်ဖျားကျမတို့ကိုလည်းဝါခတ်တိုင်းမှာအသေးခံအသွေးသွုံးသုံးရမြောက်သွားနေမှာရှင်ပြန်ထမြောက်ပြီးတော့ကဲတင်နဲ့ဖျားကိုကိုးကွယ်တယ်ဆိုတာဒီဘဝတစ်ခုအတွက်လည်းမဟုတ်ဘူးနောင်ဘဝအတွက်လည်းဖြစ်တယ်ယခုဘဝနောင်ဘဝချမ်းသာဒုက္ခကိုခံစားဖို့ရတဲ့ကြားခင်ရအလိုတော်ရှိတယ်ယေရှုခရစ်တော်အားဖြင့်ယောဝါခတ်တိုင်းဒီအားဖြင့်ကျမတို့ကိုရွေးနှုတ်ပေးခဲ့ပြီးလောကရဲ့ခြားနားစေခဲ့ပြီးဖြစ်တယ်ပါတော့ တော့ကျမတို့ကဒီအဲဒီလိုတွေးမယ်လေအလုပ်သမားတွေအရဟိုအာငါတို့တခါတလေတခါတလေမှာသို့ရှင်စမ်းနေတောင်တော့မပိတ်သေးဘူးเนาะဦးတီစင်းရတယ်ဆိုရင်အဲ့ဦးတီနဲ့ကျမတို့ကိုကျမတို့ရဲ့အဖိုးတန်တဲ့အချိန်လေးပြားမှုပေးရမယ့်အဖိုးတန်တဲ့အချိန်လေးပြားကဆွေလည်းဖြစ်စေနိုင်တယ်ငွေလည်းဖြစ်စေနိုင်တယ်ဒီမှာကျတော့ကိုယ့်ရဲ့နှုတ်စာဘာဖြစ်လဲဆိုရင်ကိုယ်ဝမ်းစာအတွက်တောင်မှမဖူလုံတဲ့ဘဝအခြေအနေ ဆိုတဲ့အခါကျတော့ဟိုကျမတို့မှာရွေးချယ်စရာရှိတယ်ဆိုတဲ့အရာလေးပြည့်စုံချင်တာပေါ့နော်ဆိုတော့ကျမတို့ဘယ်အရာကိုရွေးမလဲအခုကျမတို့ရဲ့လောက်အားခနဲ့ကကျမတို့အချိန်ကြီးဒီဘဝမပြုံးနေတော့ဘဝဆက်သက်ကြိုးစားရတာမြန်မာပြည်အတိုင်းအတာနဲ့ပြောမယ်ဆိုရင်မချမ်းသာဘူးမချမ်းသာတယ်မချမ်းသာနိုင်သေးဘူးပေါ့နော်ဒါပေမဲ့ဖျားကြီးကစစ်မှန်တဲ့နေသက်ချင်းချမ်းသာခြင်းပေါ်ရွှေချင်းဝမ်းမြောက်ခြင်းကိုဘေးစွမ်းနိုင်တယ်အဲဖျားဖြစ်တယ်ဆိုတာကိုကိုယ်တိုင်လည်းခံစားရတာဖြစ်ဖြစ်နေကျမလည်းဟိုဘက်မှာ အဲ့ဒီယေရှုခရစ်တော်ရဲ့တန်ရှင်ခြင်းဖြောင့်မတ်ခြင်းကိုမရသေးခင်ခရစ်ယာန်ဘဝမှာတော့ဒီအရာတွေကိုမခံစားရဘူးပြီးခဲ့တဲ့ပုံမှာလေကျမသက်သေခံခဲ့ပြီးဒီဖြစ်ပေမဲ့ခုလည်းနည်းနည်းထပ်ပြီးပြောရှင်းနေကျမတို့ဒီသတင်းချုပ်၃ရက်မှာတင်နန်းရှိတယ်ပေါ့နော်နှုတ်ပတ်တော်ကျမ်းစာတင်နန်းရှိတယ်ဒီမှာရှိတယ်ဆိုတော့ကျမလည်း၃ရက်ဆိုတော့စိတ်ထဲမှာခုနပြောသလိုလူထင်းသည့်တိုင်းပံတော်လက္ခဏာ၃ရက်ဆိုတော့စိတ်ထဲမှာလေနည်းနည်းအချိန်လေးကြာကြာထိုင်ရရင်နည်းနည်းစိတ်ထဲမှာ ਈ တယ်ပေါ့နော် ဣတယ်ပေါ့ဒါကြောင့်ကိုကျမကနှစ်ရက်ပဲတက်မှာနှစ်ရက်ပဲတက်မှာတစ်ရက်ကျမမတက်ဘူးအိမ်မှာဒီစစေးနေမှာဆိုတဲ့စိတ်ကူးရှိတယ်ဒါပေမဲ့အဲ့ချိန်မှာမှအဲတနည်းကတနည်းစနေနေ့ရောက်တဲ့ချိန်မှာမှညီမတွေကလည်းဟိုစုံကြမယ်လိုက်ပါကျမညီမအငယ်ဆုံးတစ်ယောက်ရှိနေတယ်အဲ့အိမ်မှာစုံကြမယ်ညီမတွေအကုန်လုံးကိုနေတူနေနေဒီမှာလည်းလက်လေးကိုတွေးချင်တယ်လို့ပြောတယ်အမကြီးတို့အလုပ်ဖိတ်တဲ့အချိန်ဘုန်းတို့ဘုန်းတို့စုံကြမယ်ဒါခဲဆိုတာပြောတယ်ဆိုတော့ဒီအင်္ဂါနေ့နောက်ဆုံးဖြစ်တယ်တနည်းလာနေ့ အဲ့ဒီငါနေမနဲ့အထိတော့ဘယ်လိုပြောလဲဆိုတော့ငါနေမကောင်းဘူးတသက်ပဲအကြောင်းပြတာကွာဒီသင်္ဍန်းကိုလာချင်တဲ့အတွက်ကြောင့်ပေါ့နော်နေမကောင်းဘူးအမှန်ဆိုရင်ကိုကမလာဘူးနားနေလို့လုပ်ထားဒါပေမဲ့နှုတ်ကပတ်တော်ကနားထောင်တဲ့အချိန်မှာဟိုကျွန်မကအများကြီးပြောင်းလဲဆိုရင်အများကြီးနေတက်ချင်းပေးတယ်ဆိုတာကိုခံစားရတယ်ပေါ့နော်ဒီဒီအရာတာကဘယ်လိုပဲဒီနှုတ်ကပတ်တော်ကိုစားသုံးရတဲ့အရာတာအများကြီးပါရှိတယ်ဒါပေမဲ့ဒီအရာတာကို အစနဲ့ပြောပြလို့မရဘူးညီကိုမမတိုင်းကကိုကျွေးအဲ့လိုစားလာတဲ့အခါမှာကြာမှာကိုကိုယ်တိုင်ခံစားရမှာကိုလည်းဒီလောကမှာရှိတဲ့စားစရာတွေလည်းနှိုင်းပြလို့ရပါလို့သူရတာဆိုတဲ့ပါကြတော့အဲ့ဒီနှုတ်ဘတ်တော်ကိုစားသုံးရတဲ့ရတာအရန်ကောင်းတယ်ခုနကပြောနောက်ဆုံးနေ့မှာမပြောတော့ခုကကိုအိမ်ပါပဲအစ်စိန်နားတော့ပဲဘာလို့ဆိုသုံးရဆိုတော့ထိုင်ရတာပင်မန်းနေရောင်းနေပေါ့လို့ဆိုတော့အဲ့လိုမျိုးဖြစ်တာဒါမဲ့စိတ်ထဲမှာသွားကြည်လားမနာကြည်တော့ဘူးနှုတ်ဘတ်တော်ကရရတာရှိပြကြအောင်သွားမယ်လို့ဆုံးဖြတ်ပြီးသွားပြီးတယ် အထာနဲ့အဲ့အင်္ဂါလေးမတက်ပါသူကဖုံးဆက်တာကိုကလေကျားစာသင်တန်းကိုကမှဆိုသူကပြောမှာပေါ့အမေရတော့ဖက်ပြီးမှရဲ့ဒီနေ့ရတော့သာထက်ပါဘာညာတာတော့သူကပြောမှာဆိုအဲငါဒီမကောင်းဘူးစက်ကလေးလည်းလုတ်ပြနေထွက်သွားငါဒီမကောင်းအဲ့တော့ငါမစားဘူးတွေ့လို့ပြောတာလေအဲ့ဆိုတော့သူကနေမကောင်းဘူးလည်းမရဘူးတက္ကစီငါပြလာခဲ့အဲ့တက္ကစီတစ်ခေါက်လည်းပေးမှာအဲ့လိုမျိုးပြောတော့ အဲ့ဒီမှာတော့ဖုန်းကို vibrate ထားလိုက်တယ်သူကခဏခေါ်ပါဆိုလို့ကဖုန်းကန်တော့ထားတော့ရေမိုးချို့ချို့ဒီမှာဒီလိုကတော့ချက်စာတင်နေအောင်လာဖို့လောက်တယ်ပထမစဉ်းစားသေးတယ်ဟာတော့ကတော့ခေါ်နေတယ်ဆိုလို့ရှိရင်ဒီကောင်မိုက်လည်းမအဆုံးပြီခေါ်နေဆိုလို့ရှိရင်ငါသွားရင်ကောင်းလားလို့စဉ်းစားသေးတယ်သွားရင်ကောင်းလားလို့စဉ်းစားလိုက်တဲ့အချိန်မှာစိတ်ထဲမှာမဖြစ်လာလို့ဆိုတော့ငါအဲ့ကိုသွားလိုက်လို့ရှိရင်ဒီနေ့ကြားရမယ်လို့ကပတ်တော်ကမကြားရတော့ဘူး မကြားရတော့ဘူးဆိုကျမဒီအသက်52နှစ်ရှိလာပြီခရီးရန်အတိုင်းဝိုင်းထဲမှာမွေးကြရခရီးရန်ဒီဘုရားကျောင်းထဲမှာကြီးပြင်းလာတခါမှဒီလိုမျိုးစိတ်ဆန္ဒမှာမဖြစ်ဘူးအဲမတွားရလို့ရှိရင်ငါဒီနေ့ကြားရမယ်နှုတ်ကပတ်တော်လွတ်သွားမှာဘုံကမကြားရတော့ဘူးဆိုတဲ့ခါမှာပထမဆုံးအချိန်နှုတ်ကပတ်တော်မကြားရမှာကြောက်ဘူးဝမ်းနေတဲ့စိတ်ကဝေးလာတခါမှအဲ့လိုနှုတ်ကပတ်တော်မကြားရမှာကြောက်ဘူးဝမ်းနေတဲ့စိတ်ဘုံကပါတခါမှမဝေးဘူး အဲ့သူစီကိုတွားလိုက်မယ်ဆိုလို့ရှိရင်အဲ့လိုစဉ်းစားလိုက်တဲ့ချိန်မှာသူစီတွားလိုက်လို့ရှိရင်ကဒီနေ့ချားမယ်လို့ကပတ်တော့မချားရတော့ဘူးပေါ့မချားရလို့ရှိရင်ကအရှုံးကြီးရှုံးတာပဲဆိုတဲ့စိတ်နဲ့ဝမ်းနဲ့စိတ်နဲ့အဲ့ဒါကျမသူ့ကိုဖုန်းခေါ်တမရကိုလည်းမကန်တော့ဘူးမကန်ဘူးနဲ့ရေမိုးထိုးပြီးတော့ဒီတင်တန်းကိုထွက်လာပြောချင်တာကဘာလဲဆိုပြီးဒီနှုတ်ကပတ်တော်ဖျားခင်ရဲ့စကားနော်ဖျားခင်ရဲ့စကားနှုတ်ကပတ်တော်ကကျမတို့ရဲ့အသက်တာကိုအများကြီးပြောင်းလဲပေးတယ်အများကြီးပြောင်းလဲပေးတယ် ဒါမဲ့လို့လေကျမတို့ဘက်ကတော့ဘာလို့ဖို့လို့လဲဆိုရင်အဲ့ဒီနှုတ်ကပတ်တော်ကိုတော့ကြားနာကိုခံယူဖို့တော့တူတာပေါ့ဒါကြောင့်ဒီမှာဒီနေ့တားရသမီးပဲလူပြိုလူရွယ်လူရွယ်လေးတွေလေအများကြီးတွေ့တဲ့အခါမှာအဲဒီစိတ်ဆန္ဒကိုခံစားရတယ်ဘာလို့လဲဆိုရင်ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးရှုံးမှုမများခြင်းဘူးဆိုလို့ရှိရင်ဟိုဘုရားเจ้าကိုလာပါဒီကွာချန်တဲ့အချိန်လေးမှာအချိန်မပြေးနိုင်ဘူးဆိုရင်တော့မှတနည်းငယ်ွေနေ့လေးမှာပေါ့ လူဘက်ကမှန်သောလက္ခဏာကိုထွက်မလဲ။အာတစ်ပတ်လုံးကအလုံးလုံးတယ်ပင်ပန်းတယ်တနည်းငွေလေးမှာဟုတ်လားအရင်ကြီးနေ့တရမလျှော့ဘဲနဲ့အဝတ်တွေလည်းပုံထားကောင်းပုံထားလိုက်တယ်။ငါဒီနေ့အဝတ်ရှုံရမှာငါနားရမှာငါကောင်းရှုံရမှာတည့်မလား။အဖျားချောင်းသွားရမှာဟိုအမျိုးမျိုးပေါ့အပူတယ်ပေါ့ကျမတို့အရင်ကဖြစ်တယ်လို့ပြောမယ်ဆိုရင်ဟဲ့အဖျားချောင်းမှလူကပေါကောင်းကိုမနှုတ်ဆက်တာလည်းမရှိဘူးကျိုးဆိုတာလည်းမရှိဘူးတည့်မလား။အဲ့တော့ရံမောပါဆိုဖျားချောင်းကလည်းတွေးချက်ကြအများကြီးရှိတယ်လေ။အသင်းတော်အများကြီးရှိတာကိုရှိတဲ့ခါကျတော့ အဲအဲ့ဆရာရဲ့ဘာမိရညနာကဘယ်လိုလူကပမုံကိုကျူဆူရလဲမဟုတ်တုတ်ဆက်တာလည်းမဟုတ်ဘူးအဲ့တော့ဘာဖြစ်လဲဆိုရင်ကိုကိုစိတ်အခြေတိုင်းလေအဲမပြောဘူးမပွားဘူးဒီလိုမျိုးစိတ်ကလူကအမျိုးမျိုးရှိတယ်ဒါကြောင့်ဘာဖျားချောင်းပွားတာကြီးတယ်အိမ်ငှိုက်တယ်အပူတယ်ဖျားချောင်းကလူပြလဲကိုကပမုံကိုဘာဖြစ်လဲပုတ်ပုတ်ရွရွနှုတ်ဆက်တာမဟုတ်ဘူးဆိုတော့ဟို ကျွန်တော်တို့ ਨੇ ပြည့်တဲ့စိတ်တွေများရှိလာခဲ့မယ်ဆိုလို့ရှိရင်ဒီအရာတွေကစာရန်ကျွန်တော်တို့ကိုလိန်လေလှက်ဖြားနေတဲ့အရာတွေပဲဖြစ်နေစာရန်ကကိုဆရာပြောသလိုသေပုံညှိနေတာကျွန်တော်လည်းပြောတတ်တယ်မလားလောကမှာဒီကငါ့ကိုသေပုံညှိနေတာလားဆိုတိုင်းစာရန်ကသေပုံညှိထားတဲ့အရာတွေပဲဖြစ်တယ်ဆိုကျွန်တော်တို့ကတော့ဖျားဖက်ကိုလာမယ်ဆိုရင်အဲ့ကိုစိတ်ထဲမှာရှိတဲ့ပြင်းတဲ့အရာတွေပြက်မလားအလုံရှုပ်တဲ့အလုံများတယ်ငါနားရမယ်အိပ်ရမယ် အရှော်ရမယ်ဖွရမယ်ဆိုတဲ့အရာတွေကိုထားခဲ့ပြီးတာဟိုဆရာကျောင်းကိုလာပြီးတော့နှုတ်ပတ်တမတရားကိုခံယူရမှာဖြစ်တယ်အဲ့လိုခံယူခြင်းအပြင်ကျွန်တော်တို့တက်တာမှာဘုရားကအများကြီးစကားပြောပြီးအများကြီးကြောင်းလဲပေးလာမှာဖြစ်တယ်ဒါကကျွန်မလည်းဒီနှုတ်ပတ်တော်အပြင်ကိုယ့်ရဲ့ဘဝတက်တာမှာပေါ့နော်ဒီကေတင်ချင်းပိုင်းမှာဘဝတက်တာခွင့်ရတက်တာရှောက်လန်းဖို့လေအများကြီးလုပ်နေတယ်အဲ့ဒီအရာတွေကိုဒီနှုတ်ပတ်တော်ကလည်းကျွန်တော်တို့ကိုလောကမှာ ဘုရားရှင်နှစ်သက်တဲ့အသက်ရှင်ပြီးတော့ယောမဆက်နှစ်ပါရှိရဲ့လေယောမဆက်နှစ်တဲ့မှာဘုရားရှင်နှစ်သက်တဲ့အသက်ရှင်ပြီးဘုရားရှင်အလိုရှိတဲ့အရာကဘယ်အရာလဲဆိုတာဒီနုပတ်တော်ကပြပေကျွန်တော်တို့ကသိယူနိုင်တာဖြစ်တယ်ဘုရားရှင်ရဲ့အမိတာဘုရားရှင်ရဲ့သဘောတဘာဝတွေကဒီနုပတ်တော်ထဲမှာဘုရားကအကုန်ရေးထားပြီးသား ကိုပို့ကြတဲ့အချိန်ပေးပြအများကြီးစမ်းဆောင်မဖတ်နိုင်လို့ဆိုလို့ရှိရင်လည်းဗာလည်းဖြစ်ဖြစ်တင်းမူဒီမှာမဖြစ်မနေဘုပြုကိုဖွဲ့ချင်းမှာပေါင်ပြီးတော့ဘုပပတ်တော်ကိုခံယူခံယူရမှာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒါမှပဲဘုရားကကျမတို့ကိုဟိုကောင်းချီးပေးနိုင်မဲ့နိလန်းဖြစ်တယ်ကျမတို့ဘဝအသက်တာမှာပို့ပြီးတော့တိုးတက်လေဟိုခုနပြောသလိုလေဖျားကိုပိုးခွေလေဆိုတော့ကျမတို့ကဒီဘဝအပြည့်ပဲပို့အခုလူရက်ဒီဘဝအတွက်တောင်မှမလုပ်ချင်ဘူး ဒါဆိုရင်တင်အလုတ်ပဲလှုပ်ပြီးမှဖျားချာမသွားဘဲနဲ့တင်ရင်ငရဲမှာငရဲမှာခုနဆရာဖုန်းဖုန်းပြောသလိုထာဝရခံရပါလေနှစ်အကန့်တတ်ရှိနှစ်အကန့်တတ်ရှိထာဝရခံရပါလေအခုလောကမှာအသက်ရှင်နေဆိုရင်ထာဝရ90လား80လားနော်လောကမှာအသက်ရှင်တာထာဝရ90လား80လား80ဆိုလို့ရှိရင်တင် ဟိုဘာလဲအုံမင်းစွာဖြစ်တာပြီးမျက်စိတွေမျက်စိတွေမုံလာပြီးနားတွေမကြားလာတော့ခြေလက်တွေမတန်လာတော့အဲ့ခါကျလို့ရှိရင်သားသမီးတွေကကျွေးရတာတော့ညဉ့်ရတာတဲ့သားသမီးတွေမှာအများကြီးပဲကိုကျွန်တော်ပေါက်ဝဲချိန်မှာမြင်တွေ့နေရတယ်ဟိုကိုကသာကိုချိန်ရှိတော့ပေါ့ကိုသားသမီးကိုဟိုရှာကျွေးတယ်ယုံကျွေးတယ်ကိုမိဘကိုရှာကျွေးတယ်ယုံကျွေးအချိန်ကကိုမရဲသွားမဲ့ခါကျရင်ဘယ်သူမှလာခံပေးပါမဟုတ်ဘူးကိုကိုတိုင်းပဲခံရပါကိုကိုတိုင်းပဲလွှင့်ချင်ပါကိုကိုတိုင်းပဲရေဆိုင်ရပါဖြစ်တယ် ဒါကြောင့်မို့ဒီဘဝမှာဒီဘဝအတွက်လည်းအဲပျော်ရွှင်ခြင်းဝမ်းသာခြင်းငြိမ်သက်ခြင်းငြိမ်သက်ခြင်းငြိမ်သက်ခြင်းဆိုတာအင်မတန်လိုအပ်တယ်လေလောကမှာအကုန်လုံးကစိုးရိမ်စရာတွေကြီးပဲပူပန်စရာတွေပဲဖိတ်လက်စရာတွေပဲကြောက်လက်စရာတွေပဲကြားလိုက်တဲ့တည်းတွေမှန်တယ်ဗျာနော်ကြားလိုက်တဲ့မြင်လိုက်ရတဲ့အရာတွေပါတယ်ဗျာဖိတ်လက်စရာတွေပဲအဲ့မှာငြိမ်သက်ခြင်းလိုတယ်လေငြိမ်သက်ခြင်းမရှိလို့ရှိရင်မြ мян နှလုံးရောဂါရမယ်မြ мян သွေးတွေတိုးမယ်မြ мян ရောဂါဖြစ်ပြီးမြ мян တေဖို့ နီးလန်းတာပဲရှိတယ်ဒါကြောင့်ကိုရင်သက်ချင်းပျော်ရွှင်ချင်းဝမ်းမြောက်ချင်းလောကမှာပျော်ရွှင်ချင်းရင်သက်ချင်းရှိမှရှိတာဝမ်းမြောက်ချင်းမှာရှိလို့လေလူတွေမဝမ်းမြောက်နိုင်လို့ဝမ်းမြောက်တယ်ဆိုတာပျော်ရွှင်တာလည်းအထိတ်ပဲဖြစ်ဖြစ်ပါပဲလူတွေမဝမ်းမြောက်နိုင်လို့လူတွေမပျော်ရွှင်နိုင်တဲ့အတွက်ကြောင့်ကိုအဆန်ရှိတဲ့လူတွေကပျော်ရွှင်အောင်လို့မလုပ်ဘူးနိုင်ကြက်တွေကိုွားတယ်ဖားတွေကိုွားတယ်ကီတီဗီကိုွားတယ်ချောင်းသာကိုွားတယ်အဲ့လိုပေါ့အော်အကြံလို့အဲ့လိုမျိုးနေရာကြီးအဖမ်းပြေမဲ့နေရာကြီးနဲ့ KTV နဲ့ night club တွေဘာတွေလဲ ရန်ကုန်မှာဖွင့်ပြရပြီ။နေနေမှာလည်းအခုအချိန်တော့ဖောက်ခုနေဒီမှာလည်းများပြီးရှိတယ်။အဲ့ဒီအရာတွေကပဲဘာဖြစ်လို့တိုးပွားနေတာလဲ။အဲ့ဒီအရာတွေဘာလို့များပြားနေတာလဲ။လူပြဒီမှာသလားလို့စူးစမ်းဖန်ဆာနဲ့ရှာလိုက်ရတဲ့ပတ်စံတွေအဲ့မှာဆိုတရားလောက်နေတယ်။ပုံသွားမှာဘာဖြစ်လို့သွားနေတာလဲ။သူတို့စိတ်ထဲမှာပျော်ရွှင်ခြင်းမရှိလို့လေ။ငြိမ်သက်ခြင်းမရှိလို့လေ။ပျော်ချင်လို့လေ။သွားတာလေ။ တကယ်လို့အဲ့ဒါကိုပြောတဲ့အရာလည်းမဟုတ်ဘူးအဆုံးသတ်မှာခုနပြောတဲ့တေကြီးကိုပုံတယ်လမ်းကြီးဖြစ်နေတာပေါ့နော်ဆိုတော့ဒီတရားတွေအကုန်လုံးကိုသိဖို့နားလည်ဖို့ဆိုတော့ကျမတို့ကဖျားခင်ပြောစကားအတိုင်းဘုရားတော်အတိုင်းပဲရှောက်သွားတဲ့ခါကျမှလည်းဖျားရဲ့သဘောတဘာဝကကျမတို့ကိုဘာမှပုံတင်ကြောက်ကြစရာမရှိတဲ့အေဒီဥယျာဉ်ထဲမှာအေဒီဥယျာဉ်ထဲမှာအာရဏေယောကဆိုတာအဖြစ်တရားမူနေခြင်းတော့ကသူတို့အဖြစ်မလုပ်ခင်ဘုံကစားဖို့လည်းမပူရတဲ့ဘဝနေဖို့လည်းမပူရတဲ့ဘဝနော်ပြီးတော့ ဟိုမမချမ်းမဘူးဆိုပါလေမရှိဘူးဘာမှလိုလေသေးမရှိတဲ့ဘဝကိုဖိုင်ဆိုင်ခဲ့တာအဖြစ်တရားမဟုတ်ဘူးကွာဒါပေမဲ့သူတို့အဖြစ်လုပ်ပြီးတဲ့အချိန်မှာအဲ့ဒီအရာကိုအကုန်လုံးဆုံးရှုံးပြီးတော့အင်းဒီဥယျာဉ်ထဲကနေတာမှသူတို့အင်းဒီဥယျာဉ်အဖြစ်ကိုတရားကျင်တာထုတ်ပြစ်လိုက်တာအဲ့မှာသူတို့ကိုဘဝကိုနှစ်ဘဝကြွေးချိန်မှချဆိုတဲ့သက်ကပုံလို့လေဟိုမြေကြီးကြတဲ့အထိစာဝိနေအတွက်ရှုံးတိုင်ရှောက်ပြီးစားတော့ပြီးအနာယောဂါကြီးနဲ့သေရတဲ့ထိချစ်ခဲ့ရတာ ဒါမဲ့ဒီနေ့ယေရှုခရစ်တော်ရဲ့နှဝကတိုင်မှာအသေးခံခြင်းဝင်းလုပ်ခြင်းရှင်ပြန်ထမြောက်ခြင်းကိုဘာဝကြုံကြည်ပဲဆိုရင်နော်သာဘုပဲယုံကြည်လို့မပေါ့ဖျားကိုချင်ပြီးနှုတ်ပတ်တော်ကိုတန်းခင်ရဲ့အလိုတော်ကိုကျမတို့ကသိယူသိလာမယ်ဆိုလို့ရှိရင်ခုနကအာဒံအာဒံနဲ့အေဝါအေရီဥယျာဉ်ထဲမှာလူလေးသည်ရှိတဲ့ဘဝကိုပြစ်ခင်ရတာဆုံးရှုံးခဲ့တဲ့ဘဝကိုယေရှုခရစ်တော်အားဖြင့်ဖျားကကျမတို့ကိုပြန်လည်ပြီးတော့ပေးထားပြီးသားဖြစ်တယ် ပေးထားပြီးသားယေရှုခရစ်တော်အပြင်ပေးထားပြီးသားဒါမဲ့ဒီနေ့ကျွန်တော်တို့ခရိယာတွေယုံကြည်သူတွေကဒါကိုသိလားဆိုတော့မသိဘူးလေမသိတဲ့အခါကျတော့လေမခံစားရဘူးဖြစ်တယ်ဆိုတာပေါ့နော်ဒါကြောင့်မို့ဒီမှာရှိတဲ့သားသမီးတွေကဘဝမှာအရန်ကြီးနှုတ်ပြပါသေးတယ်ငယ်ငယ်ပါသေးတယ်ခွန်အားတွေအများကြီးရှိတယ်အများကြီးသမာဓိပင်မဲ့ကိုလည်းငါလုံနိုင်တယ်ဆိုရင်ငါရှာနိုင်တယ်ငါလုံနိုင်တယ်ဆိုရယ်စိတ်ကို ဟိုတလွဲအတုံးမပြုတ်ပဲလေဖရားရဲ့အလိုတော့ပေါ့နော်ဒီရောမဆနစ်ပြမှာရှိရဖရားရဲ့အလိုကိုတည်ယူခြင်းနဲ့စိတ်ဆန္ဒအแทမှာတည်ယူခြင်းနဲ့ဘုရားရှင်ရဲ့သဘောတဘာဝအแทမှာလည်းနှုတ်ပတ်တော်တရားအแทမှာပဲအတူတကွပေါင်းရှောက်လိုက်ရအောင်လို့ဒီမှာကသက်သေခံရတဲ့ pocket ချင်မှာဖြစ်ပါတယ်အရောက်စီတိုင်းအတွက်တန်ရှင်သောဝိညာဉ်တော်ဘုရားကအလေးခွင့်ပြပေးခံရပါစေ